မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 7တိပ်ပံသင်ကြပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့အခန်းကဒုဝတ္ထုများပြောင်းလဲခြင်းကသင်ခန်းစာ1ရုပ်ပြောင်းလဲခြင်းနဲ့ဓာတ်ပြောင်းလဲခြင်းအကြောင်းလေးကိုဒီချက်နဲ့တူတူကြည့်အောင်အခန်းကဒရဝတ္ထုများပြောင်းလဲခြင်း ကဲအဲ့တော့အရာဝတ္ထုတွေဟာပြောင်းလဲခြင်းတွေဖြစ်ပေါ်နေပါတယ်အဲ့တော့ထိုးပြောင်းလဲခြင်းများကိုတကယ်တို့ကရုပ်ပြောင်းလဲခြင်းနဲ့ဓာတ်ပြောင်းလဲခြင်းဆိုပြီးတော့မှနှစ်မျိုးခွဲခြားနိုင်တယ်ရုပ်ကုန်သတိပြောင်းလဲခြင်းကိုတော့တကယ်တို့ကရုပ်ပြောင်းလဲခြင်းလို့ခေါ်ပြီးဓာတ်ကုန်သတိပြောင်းလဲခြင်းကိုတော့တကယ်တို့ကဓာတ်ပြောင်းလဲခြင်းလို့ခေါ်ပါတယ်ရုပ်ပြောင်းလဲခြင်းအများစုဟာဆိုရင်မူလအခြေတို့ပြန်เนาะတကယ်တို့ပြောင်းနိုင်တော့လေ ဓာတ်ပြောင်းလဲခြင်းကတော့မူလအခြေသို့ပြန်မပြောင်းနိုင်ပဲပစ္စည်းအသစ်များဖြစ်ပေါ်ပါတယ်အဲ့တော့ဓာတ်ပြောင်းလဲခြင်းတွေကတော့တနည်းအားဖြင့်ဓာတုဓာတ်ပြူခြင်းများဖြစ်ကြတဲ့အတွက်ကြောင့် drop ပေါင်းဟုခေါ်တဲ့ drop ပစ္စည်းအသစ်များဖြစ်ပေါ်ပါတယ်အဲ့တော့နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုတဲ့မျိုးမတူတဲ့ dressing အတန်များဟာသတ်မှတ်ထားတဲ့အချို့အတိုင်းဓာတုနီးယာပေါင်းဆက်ခြင်းဖြင့် drop ပေါင်းများဖြစ်ပေါ်တယ် အဲ့တော့ဓာတုဓာတ်ပြူခြင်းများကိုတစ်ချက်တူကဓာတ်ပြူညီများခြင်းများ ਨੇ ပေါ်ပြနိုင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့သင်ခန်းစာတည့်ရဲ့ရုပ်ပြောင်းလဲခြင်းနဲ့ဓာတ်ပြောင်းလဲခြင်းလေးကိုကြည့်ရအောင်။အဲ့တော့ကျွန်တော်တို့ပုံဝင်ခြင်းမှာဆိုလို့ရှိရင်တော့ရုပ်ပြောင်းလဲခြင်းနဲ့ဓာတ်ပြောင်းလဲခြင်းဆိုပြီးတော့မှပြောင်းလဲခြင်းနှစ်မျိုးရှိတယ်။အဲ့တော့မူလအရာဝတ္ထုရဲ့ ဒါရုဖွဲ့စည်းပုံမပြောင်းလဲပဲနဲ့ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းမရှိပဲပြောင်းလဲခြင်းကိုတော့ဒီချေတော့ရုပ်ပြောင်းလဲခြင်းလို့ခေါ်ပြီးတော့ဒီချေတော့မူလအရာဝတ္ထုရဲ့ဒါရုဖွဲ့စည်းပုံ ပြောင်းလဲ၍ပစ္စည်းအသစ်ဖြစ်ပေါ်သောပြောင်းလဲခြင်းကိုတော့ဒီချေတော့ဓာတ်ပြောင်းလဲခြင်းလို့ခေါ်ပါတယ်။ကဲဒါဆိုရင်ရုပ်ပြောင်းလဲခြင်းကတော့ဒီချေတော့ရေမရေခဲရေခဲမရေရေငွေ့မရေရေမရေငွေ့ပြောင်းလဲခြင်းဟာတဲ့မြည်သည့်ပြောင်းလဲခြင်းဖြစ်တဲ့နည်း ကဲစဉ်းစားထားပြီเนาะဒီချေကိုအဲ့တော့အဖြစ်စင်မှာဆိုလို့ရှိရင်เนาะမူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲမှု ရှိမရှိပစ္စည်းအစ်စ်ဖြစ်ပေါ်ခြင်းရှိမရှိစမ်းစစ်ပါတဲ့မိမိတို့ပါဝင်ခြင်းမှာတွင်းမြင်ရသောပြောင်းလဲခြင်း၃မျိုးစီကိုတဲ့အုပ်စုဖွဲ့၍ဆွေးနွေးပါတဲ့အဲ့တော့အထက်ပါပြောင်းလဲခြင်းများမှာမြည်သည့်ပြောင်းလဲခြင်းကပစ္စည်းအစ်စ်ဖြစ်ပေါ်သည်မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲမှုရှိမရှိစမ်းစစ်ပါတဲ့ကဲဒါလေးကိုတအားသမီးတို့စဉ်းစားပြပါအောင် အခုဒီချေပြောလိုက်တဲ့မိန်းကလေးတွေကိုကဲဟုတ်ပြီဒါဆိုရင်ဒီချေနဲ့အတူတူအဖြေလေးတွေကိုကြည့်ရအောင်အဲ့တော့ရေမှရေခဲရေခဲမှရေပြီးသွားရင်ရေမှရေငွေ့ရေငွေ့မှရေပြောင်းလဲခြင်းဟာရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်အဲ့တော့ရေရေခဲရေငွေ့ဆိုတဲ့အခြေ၃မျိုးစလုံးမှာ ရေရဲ့ဓာတုဖွဲ့စည်းပုံဟာဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုနဲ့အောက်ဆီဂျင်အက်တမ်တစ်ခုပေါင်းစပ်ထားခြင်း เนาะ H2O သာဖြစ်တဲ့အတွက်ကြောင့်ねအခြားသောပစ္စည်းများ ပါဝင်ခြင်းမရှိပါဘူးပြီးတော့ရေရဲ့အခဲအရေအငွေ့အခြေများ ਨੇ ပုံသဏ္ဍာန်များသာပွဲပြပါတယ်အဲဒါကြောင့်မလို့ဤဖြစ်စဉ်မှာဆိုလို့ရှိရင်တော့ဓာတုဖွဲ့စည်းပုံ ပြောင်းလဲမှုမရှိပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းလည်းမရှိပါဘူးကွယ်ကဲဒါဆိုလို့ရှိရင်တော့ဒီချက်လုပ်ငန်းလေးကိုကြည့်ရအောင်အောက်ပါဇရာတွင် ဖြစ်ဆွတ်ပါတဲ့ ဲ့လုပ်ငန်းရဲ့ဇယားလို့ကြည်ပါအောင်ဖြစ်စဉ်ဟုတ်ပြီနော်တကယ်လို့မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲမှုရှိမရှိပစ္စည်းအသေးဖြစ်ပေါ်ခြင်းရှိမရှိ ਨੇ ရုပ်လာဓာတ်လာပေါ့နော်သူရဲ့ပြောင်းလဲခြင်းဆိုပြီးတော့တကယ်ဇယားလေးဆွဲပေးထားတယ်အဲ့တော့အဲ့ဇယားလို့ကြည်မယ်ကဲဟုတ်ပြီအဲ့တော့ရေခဲကြောင့်အရေးပြောခြင်းအဲ့တော့ရေခဲကြောင့်အရေးပြောသွားမယ်ကွယ်သူရဲ့မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲမှုရှိမရှိဟုတ်တယ်မရှိဘူးပစ္စည်းအသေးဖြစ်ပေါ်ခြင်းဟုတ်တယ်မရှိဘူးအဲ့တော့ तू ကရုပ်ပြောင်းလဲခြင်းလားဓာတ်ပြောင်းလဲခြင်းလား ဟုတ်တယ်ရုပ်ပြောင်းလဲခြင်းဖြစ်တယ်နော်ကဲတက်သီးများပုတ်ခြင်းကဲတက်သီးတွေပုတ်မယ်ဟုတ်ပြီတက်သီးတွေပုတ်ပြီဆိုတော့သူရဲ့မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲသွားပြီဟုတ်ပြီနော်ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းရောဟုတ်တယ်ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းလဲရှိသွားပြီအဲ့တော့ရုပ်ပြောင်းလဲခြင်းလားဓာတ်ပြောင်းလဲခြင်းလားဟုတ်တယ်ဓာတ်ပြောင်းလဲခြင်းဖြစ်တယ်နော်ကဲနောက်ထပ်ပင်လေရေမှစားထုတ်ယူခြင်းအောင် ုတ်ပြီအကျေတို့ပင်လေရေမှစားထုတ်ယူမယ်ဆိုရင်မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းမှုပြောင်းလဲခြင်းရှိမရှိဟုတ်တယ်မရှိဘူးအဲ့တော့ပစ္စည်းအသေးဖြစ်ပေါ်ခြင်းရောဟုတ်တယ်မရှိဘူးအဲ့တော့ तू ကရုပ်လားဓာတ်လားဟုတ်တာပေါ့အဲ့တော့ရုပ်ပြောင်းလဲခြင်းဖြစ်တယ်နော်ကဲနောက်ထပ်ထမင်းချက်ချင်းကဲတချို့ထမင်းချက်ပြီကွယ် तू ကရောမူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းမှုပြောင်းလဲမှုရှိမရှိဟုတ်တယ်ပစ္စည်းပြောင်းလဲတာပေါ့နော်အဲ့တော့ तू ကရှိတယ်ဓာတုဖွဲ့စည်းမှုပြောင်းလဲမှုအဲ့တော့ပစ္စည်းအသေးကော ဟုတ်တယ်ပစ္စည်းရဲ့တက်လဲเนาะဖြစ်ပေါ်ခြင်းရှိရဲအဲ့တော့ရုပ်ပြောင်းလဲခြင်းတာတက်ပြောင်းလဲခြင်းတာဟုတ်တာပေါ့ဒါဆိုရင်ဒီလိုကတက်ပြောင်းလဲခြင်းလေးဖြစ်တယ်เนาะကဲဟုတ်ပြီနောက်ထပ်အနေပါသောရေကိုစစ်ယူခြင်းကဲဒီလိုအနေပါတဲ့ရေကိုစစ်ယူမယ်ဆိုရင်ရောဟုတ်တယ်မူလပစ္စည်းရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲမှု ဟုတ်တယ်မရှိဘူးအဲ့တော့ပစ္စည်းအစ်စ်ဖြစ်ပေါ်ခြင်းရောမရှိဘူးကဲအဲ့တော့ရုပ်ပြောင်းလဲခြင်းဖြစ်မလားတက်ပြောင်းလဲခြင်းဖြစ်မလားဟုတ်တာပေါ့တချို့ရုပ်ပြောင်းလဲခြင်းဖြစ်တယ်เนาะအဲ့တော့အထက်ပါဖြစ်စဉ်များအ ਨੇ မြည်သည့်ဖြစ်စဉ်ဟာတဲ့မူလအခြေအနေတို့ ပြန်ပြောင်းနိုင်သည်နည်းတဲ့ကဲဘလို့အခြေအနေကိုပြန်ပြောင်းနိုင်တယ်လေတဲ့ဘာသာဟာကနော်ဒီချေကုနာပြောလိုက်တဲ့အထက်ပါဖြစ်စဉ်ပါဆိုရင်ဟုတ်တယ်အဲ့တော့အထက်ပါဖြစ်စဉ်ပါဆိုလို့ရှိရင်ဖြစ်စဉ်၁ရယ်၃ရယ်၅ရယ်ဟာဆိုလို့ရှိရင်တော့မူလအခြေတို့ပြန်ပြောင်းနိုင်တဲ့ယာယီပြောင်းလဲခြင်းပဲဖြစ်တယ်နော် ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကချက်များအဲ့တော့မူလအရာဝတ္ထုရဲ့ဓာတုဖွဲ့စည်းပုံမပြောင်းလဲပဲပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းမရှိသောပြောင်းလဲခြင်းကိုဒီချေတို့ကရုပ်ပြောင်းလဲခြင်းလို့ခေါ်ပါတယ်ရုပ်ပြောင်းလဲခြင်းဖြစ်စဉ်အများစုဟာဆိုရင်တော့ယာယီပြောင်းလဲခြင်းများဖြစ်ပြီးမူလအခြေတို့အလွယ်တကူပြန်ပြောင်းနိုင်ပါတယ် ဲဒါဆိုရင်တချို့တို့ရုပ်ပြောင်းလဲခြင်းရဲ့ဝိသေသလက္ခဏာလေးတို့ကြည့်အောင်အဲ့တော့ရုပ်ပြောင်းလဲခြင်းရဲ့အဓိပ္ပာယ်ကိုသားတော်သမီးတို့ကသိရှိခဲ့ပြီးဖြစ်တယ်အဲ့တော့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်တော့ရုပ်ပြောင်းလဲခြင်းရဲ့ဝိသေသလက္ခဏာလေးတွေကိုတချို့တို့လေ့လာကြမယ်ဟုတ်ပြီအဲ့တော့ရုပ်ပြောင်းလဲခြင်းရဲ့ဝိသေသလက္ခဏာများကတော့နံပါတ်1အရာဝတ္ထုမှာပါဝင် ဖွဲ့စည်းထားတဲ့ဓာတ်ုဖွဲ့စည်းပုံနဲ့ဂုံတက်တိပြောင်းလဲခြင်းမရှိဘူးပြီးရင်2ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းမရှိပါတဲ့နံပါတ် 3ယာယီပြောင်းလဲခြင်း ဖြစ်ပြီးတော့မူလအခြေသို့ပြန်လဲရရှိနိုင်ပါတယ်။ဒါကတော့တကယ်တော့ကเนาะရုပ်ပြောင်းလဲခြင်းရဲ့เนาะသူရဲ့ဝိသေသလက္ခဏာလေးတွေပဲဖြစ်တယ်เนาะကဲဒါဆိုရင်ဒီချေတော့လုပ်ငန်းတက်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒီချေပုံလေးသုံးပုံပေးထားတယ်ကြည့်ပါအောင်အဲ့တော့ပေးထားတဲ့ပစ္စည်းများကိုတဲ့အုပ်စုဖွဲ့၍ပုံပါအတိုင်းလုံဆောင်ခြင်းပါမူလပစ္စည်းများရဲ့ပြောင်းလဲချက်ကိုဖော်ပြပါ တော့ပုံလေးကိုကြည့်နော်တရေခွင်းပုံလေးအဲ့တော့တရေခွင်းလေးကတချေတို့နေဘာဖြစ်လဲဆွဲဆန့်လို့ရတယ်ဟုတ်ဘူးနော်ဆွဲဆန့်လို့ရတယ်အဲ့လိုပဲ spring ကရောဆွဲဆန့်လို့ရတယ်ပြီးရင်တချေတို့ပြန်ပြီးတော့ကြုံလို့ရတယ်တရေခွင်းလည်းအဲ့လိုပဲရေခဲလည်းတချေတို့ကြည့်ပါဦးနော်ကတော့အပြင်မှာထားမယ်ဆိုရင်ရေခဲလေးကအေးပြောမယ်တချေရေခဲစရာတဲ့ကိုပြန်ထည့်လိုက်မယ်ဆိုရင်ရေလေးပြန်ခဲမယ်ကဲအဲ့တော့ तू ကပေးထားတဲ့နမူနာတရေခွင်းဟာတချေတို့ကတဲ့ ကာကြီးဟာပုံသဏ္ဍာန်ပြောင်းလဲခြင်းအဲ့တော့တေယခွင်းလေးကိုကြည့်လိုက်ပါအောင်တေယခွင်းလေးကတချို့တော့ပုံသဏ္ဍာန်လေးကပထမတော့ကတချို့တေယခွင်းကိုမဆွဲခင်မှာတေယခွင်းကအဝိုင်းလေးနော်ဝင်းလေးဒီမှာတချို့တေယခွင်းကိုဆွဲလိုက်တဲ့ချိန်မှာတေယခွင်းကဘာဖြစ်သွားလဲဟုတ်ပြီတချို့တို့ရှည်ပြီးတော့ဗာတည်းဟမ်ရွှေထွက်သွားတယ်နော်အဲ့တော့တချို့တို့တွေကသူကဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ပုံသဏ္ဍာန်ပြောင်းလဲသွားတာဖြစ်တဲ့အတွက်ပုံသဏ္ဍာန်ပြောင်းလဲခြင်းကဲဒါဆိုရင်တချို့တို့နောက်ခုကြည့်မယ် separate အဲ့တော့ separate ကပထမတော့ကမူလတော့ကပုံလေးကဘာဖြစ်လဲတချို့တို့ဟုတ်ပြီနော် အဲတချို့တော့ဘာဖြစ်လဲသူ့နေရာထိုင်ရတဲ့သူရှိတယ်ကဲတချို့တော့ဒီမှာတချို့တော့ spring ကိုဆွဲဆက်လိုက်တယ်ဆွဲဆက်လိုက်တော့ spring ရဲ့ဘာဖြစ်လဲအရွယ်စားကြီးဟာဟမ်နော်ရွှေကြီးသွားကဲအဲ့ဒါကြောင့်မလို့ spring ကနော်ဘာမျိုးပြောင်းလဲခြင်းဖြစ်မလဲစဉ်းစားကြည့်ပါအောင်ဟုတ်တယ် spring ကအရွယ်စားပြောင်းလဲသွားတာဖြစ်တဲ့အတွက်အရွယ်စားပြောင်းလဲခြင်းဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ရေခဲကိုကြည့်မယ်ကဲတချို့ရေခဲကိုပြင်မထားတဲ့ရေပြောတယ်ရေခဲစရာလေးပြန်ထည့်တဲ့ရေခဲပြန်ဖြစ်တယ်အဲ့တော့ ရေခဲလေးကရေဖြစ်လိုက်ရေခဲလေးဖြစ်လိုက်ဖြစ်နေတာဆိုတော့သူကကောဘလို့ပြောင်းလဲခြင်းဖြစ်လဲစဉ်းစားကြည့်ပါအောင်ဟုတ်တယ်သူကတော့ drug အခြေအနေပြောင်းလဲခြင်းဖြစ်တယ်အထက်ပါရုပ်ပြောင်းလဲခြင်းတစ်ခုစီအတွက်အခြားသောဥမာနှစ်ခုစီပေးပါဆိုတော့တီချဲကကိုနေကနမူနာသုံးခုပေးထားတယ်အဲ့ဒီနေရာမှာတောက်သမီးကတခြားဥပမာနှစ်ခုစီပေးမယ်နော်ပြီးသွားလို့ရှိရင်နော်သူတို့ကပစ္စည်းအစ်စ်ဖြစ်ပေါ်ခြင်းရှိမရှိနဲ့မူလပစ္စည်းဤ ဂုံတက်တိเนาะပြောင်းလဲခြင်းရှိမရှိကိုဆွေးနွေးပါဆိုတော့ဒါတို့သမီးတို့ရဲ့မှတ်စောက်လေးထဲမှာဆွေးနွေးပြီးတော့ဗောနော်ရေးကြည့်ပါအောင်ဟုတ်ပြီကဲဒါဆိုရင်ဒီချိန်နဲ့တူတူဆက်ပြီးတော့เนาะအဖြေလေးတွေပြောကြည့်အောင်အဲ့တော့ရေပြောင်းလဲခြင်းเนาะရေပြောင်းလဲခြင်းဥမာနှစ်ခုစီမှာတစ်ချက်ကနမူနာလေးထပ်ပေးမယ်เนาะဥမာထပ်ပေးမယ်ဆိုရင်တစ်ချက်ဆက်ခုရုပ်ခောက်ခြင်းဟုတ်ပြီเนาะပြီးရင်ဂျုံရုပ်ဒါမှမဟုတ်လို့ရှင်ရှင်ရုပ်ပြုံလို့ခြင်းပြီးရင်ဘူပေါင်းမှုမယ်เนาะဘူပေါင်းမှုခြင်းပြီးရင် rubber ကွင်းကိုဆွဲဆန့်ခြင်း ဖျောင်းအရေးပြောခြင်းပြီးရင်ပယုတ်ခဲအငွေ့ပြန်ခြင်းဒါတွေကဒီချေတို့เนาะအဲရေပြောင်းလဲခြင်းရဲ့ဥပမာလေးတွေကိုဒီချေကတောက်သမီးတို့ပြပြပေးတာဖြစ်တယ်ထပ်ပြီးတော့ရှိသေးတာပေါ့เนาะထပ်စဉ်းစားမယ်ဆိုရင်အဲ့တော့အဲ့ဒီခုဒီချေပြောလိုက်တဲ့ဟာလေးကเนาะပစ္စည်းတွေကပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းရှိမရှိဟုတ်တယ်ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းမရှိဘူးပြီးရင်မူလပစ္စည်းရဲ့ဂုဏ်သတ္တိရောဟုတ်တယ်မူလပစ္စည်းရဲ့ဂုဏ်သတ္တိလည်းပြောင်းလဲခြင်းမရှိပါဘူး ကဲဒါဆိုရင်ဒီကျွန်တော်လုပ်ငန်းတွေကလေးကိုဆက်ပြီးတော့လက်တွဲပြလို့ရအောင်အဲ့တော့တအားသမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်စာမျက်နှာ62ကပုံ51ရဲ့အယောင်ပြောင်းလဲခြင်းစမ်းသပ်ချက်ဆိုတဲ့ပုံလေးကိုကြည့်ပေးပါဒါဆိုရင်လုပ်ငန်းနှစ်ပုံ51မှာပြထားတဲ့အတိုင်းပဲဒုတာပုံဆောင်ခဲ့ရဲ့မူလအယောင်ကိုမှတ်သားမယ်ပြီးရင်ရင်းစမ်းသပ်ဖန်ပြွန်ရဲ့အောက်ခြေကိုတစ်ခြေတို့မီးဖြစ်အပူပေးပါတွေ့ရှိချက်ကိုမှတ်သားပါ

ကဲဒါဆိုရင်ဒီချက်ကစံသက်ဖံမျိုးနဲ့မှာဒီချက်ကထည့်ပါမယ်ဟုတ်နော်ဒီချက်ထည့်လိုက်ပြီဟုတ်နော်စံသက်ဖံမျိုးနဲ့မှာဒီချက်ထည့်လိုက်ပြီကဲပြီးသွားရင်တော့ဒီချက်တို့အောက်ခြေကိုမီးအပူပေးပါဆိုတော့ဒီချက်အောက်ခြေကိုမီးအပူပေးမယ်နော်အဲ့တော့ဒီချက်တို့လက်ကလူမျိုးကင်ပူမှာရောအဲ့တော့ဒီချေတို့ကမပူအောင်လို့ဒီချေတို့ကလက်အိတ်ကလေးနဲ့ကင်ဒါပေမဲ့ဒီချေကတော့လက်အိတ်လေးမသုံးတော့ဘူးဒီချေကပိုပြီးတောက်သမျိုးထင်တာအောင်လို့ဒီချေကတော့ဒီချေပါလာဒီချေပြုတ်ထားတဲ့နော် လက်ကင်လေးနဲ့ပေါ့တစ်ချဲကပြပေးပါမယ်အဲ့တော့တချဲကဒီလိုမျိုးဆိုလို့ရှိရင်ကွယ်ဟိုတချဲတို့ပြရတာခုနကမီးနဲ့ဆိုမီးကုန်းငွေတွေနဲ့ဟုတ်ပြီနော်မဲပြီးတော့မမြင်ရမှာဆိုလို့ဒီချဲကနည်းနည်းလေးစောင်းပြီးတော့တတော်သမီးတို့ပြပေးပါမယ်။ကဲဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီချဲတို့ဒီမှာအယောင်ပြောင်းသွားပြီနော်။ကဲအဲ့ဒါဆိုရင်ဒီချဲတို့ဒီမှာအယောင်ပြောင်းသွားတာကိုတတော်သမီးတို့တွေ့ပါတယ်နော်။ကဲဟုတ်ပြီနော်ဒီမှာအဖြူယောင်လေးတွေ့လား။ ခုနကတော့ဒုတ်တာလေးရဲ့အယောင်လေးကဘာဖြစ်လဲမူလအယောင်လေးကအပြာအယောင်လေးအခုကအဖြူအယောင်လေးဖြစ်သွားပြီကဲဒါဆိုရင်တားတို့တမီးတို့ကခဏလေးအေးခံရမယ်မဖြစ်လို့လဲဆိုရင်ချက်ချက်ပူနေတဲ့ဟာကိုတချို့တော့အေးသွားထည့်လို့ရှိရင်နော်ဖန်ရဲ့သဘောတရားကကွဲပြီးအနိုင်တယ်အဲ့တော့တချို့တို့ကခဏလေးအေးခံပါလို့ပြောတာဖြစ်တော့တချို့တို့ခဏလေးအေးခံထားမယ်ဟုတ်ပြီနော်တချို့တို့ဒီမှာဒါလေးကအေးသွားပြီဆိုရင်ဒီချေကရေဆက်နော်တချို့တို့ကရေဆက်ဆိုတော့ဒီချေကဒီမှာ ရေကလေးเนาะရေဆက်ချဖို့အတွက်ဒီမှာတစ်ချိန်ရေလောက်ထားပါဗျ။ကဲဒါဆိုရင်ဒီချိန်ကအေးခံပြီးသွားပြီเนาะဂျူကလေးကိုအေးခံပြီးသွားပြီဆိုတော့ကဲဒီချိန်ကအခုရေဆက်ကလေးပြန်ချကြည့်မယ်။အဲ့တော့အရင်ပြောင်းထားတယ်เนาะအဲ့တော့ဒီချိန်တို့ရေဆက်ကလေးပြန်ချကြည့်မယ်။ကဲမြင်ရရနော်တအားသမီးတို့တွေ့တဲ့အတိုင်းပဲဒီချင်တို့ဒုတ်တာဘာယောင်လေးပြန်ဖြစ်သွားလဲဟုတ်တယ်သူ့ရဲ့မူလအယောင်ဆိုတဲ့အပြာယောင်ကလေးပြန်ဖြစ်သွားတယ် ကဲဒါဆိုလို့ရှင်ရင်ဒီခြေကတာတို့သမီးတို့ကိုရှင်းပြပေးမယ်နော်ကဲဒါဆိုရင်သူပြီးထားတဲ့မိကုံးလေးအတိုင်းပဲဒီခြေတို့အဖြေလေးအတူတူပြောကြရအောင်အဲ့တော့ဒီကျေတို့ကြောင်းသုံးဖက်စာအုံမှာပါတဲ့เนาะဒီကျေတို့ပုံ၅တင်မှာဆိုရင်ဒေါက်တာကျင်းနေဆာလဖိတ်ဆိုတာကเนาะပုံဆောင်ခဲလေးရအပြာရောင်ရှိပါတယ်သူရမူလာရောင်လေးရအဲ့တော့ဒေါက်တာပုံဆောင်ခဲခဲ့ထားတယ်ဗောနော်ဇန်သက်ဖန်ပြုံလေးကိုဒီကျေတို့ကเนาะရက်ပြန်မိကွက်ဒါမှမဟုတ်လို့ရှိရင်ဒီကျေတို့ဖျောင်းနိုင်မိလေးနဲ့မိအပူပေးတဲ့အခါမှာတော့ ုတ်တာလေးကအဖြူရောင်အဖြစ်ကိုပြောင်းသွားတာကိုတွေ့ရတယ်။အဲ့တော့အပူပေးပြီးဒုတ်တာလေးကိုတချေတို့ကအေးခံလိုက်ပြီးရဲ့နောက်မှာတော့အဲ့ဒီပုံမှာတချေကရေစက်ကလေးပေါ့နော်အနှင်းငယ်ချလိုက်တဲ့အခါမှာတော့မူလအယောင်အပြာရောင်အဖြစ်ကိုပြန်ပြောင်းသွားတာကိုတွေ့ရတယ်။အဲ့တော့မူလပစ္စည်းမူလအယောင်ပြန်ရပြီးတော့မှပစ္စည်းအစ်စ်ဖြစ်ပေါ်ခြင်းမရှိတဲ့အတွက်ကြောင့်သူကရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်ကွယ်။ အဲ့တော့ဒါတို့သမီးတို့တွေကထပ်မံသိထားရမယ့်အချက်ကလေးအနေနဲ့ဆိုလို့ရှိရင်တော့ဒုတ်တာချင်းနေစာလဖိတ်ပုံဆောင်ခဲ့ရဆိုလို့ရှိရင်ရေပောင်း molecule တစ်မျိုးပဲဖြစ်တယ်။အဲ့တော့ယင်းမှာပုံဆောင်ခဲ့တည်ရလို့ခေါ်တဲ့ရေ molecule H2O ပြီးရင်ငါးလုံးတော့သူကပါတယ်။ H2O ငါးလုံးတော့သူပါတယ်။အဲ့တော့အပူပေးတဲ့အခါမှာအဲ့ဒီရေ molecule လေးကအငွေ့ပြန်ထွက်သွားပြီးတော့မှရေမဲ့ကော်ပါစာလဖိတ်ဆိုတဲ့အဖြူရောင်ကိုရရှိတာပဲဖြစ်တယ်။အဲ့တော့ရေနဲ့ထိတွေ့လို့ရှိရင် မူလအရာပေါ့နော်မူလအပြာရန်ကိုပြန်လည်ရရှိတယ်အဲ့တော့ဒုတ်တာရဲ့ဂုံသက်တီဟာပြောင်းလဲခြင်းမရှိပါဘူးအဲ့တော့တတိပြုရန်အချက်ကလေးနဲ့ကတော့ဒီချေခုနကပြောလိုက်သလိုပဲဒီဟာလေးပေါ့နော်ဒီကောင်လေးကိုလက်တွေလှုပ်ဖို့ဆိုလို့ရှိရင်တော့ညက်ဖြစ်เนาะညက်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လက်အိနဲ့မီးပူတဲ့အခါမှာเนาะဒီချေတို့တအားသမီးတို့တွေအန်နေမဖြစ်အောင်လို့တတိပြုပြီးတော့ကင်တွေရမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချေကအခုလက်တွေလေးပြုလုပ်ပြီးပြီဆိုတော့တအားသမီးတို့ပို့ပြီးတော့နားလေလွှဲမယ်လို့ဒီချေထင်ပါတယ် ကဲဒါဆိုရင်ဒီချိန်နဲ့တူတူနောက်လုပ်ငန်းလေးတွေမှာပြန်တွေ့အောင်မယ်နော်ဒါဆိုရင်ဒီချေတို့လုပ်ငန်းသုံးလေးကိုလက်တွေ့ဒီချေတို့ပြုလုပ်ကြရအောင်အဲ့တော့စက်ကူတရွက်ကိုယူပါဆိုတော့ကြိုက်နဲ့တက်ရနော်စက်ကူလားတို့သမီးတို့အယောင်နေပဲဖြစ်ဖြစ်အယောင်မရှိရလည်းဖြစ်ဖြစ်ယူလို့ရတယ်နော်အဲ့တော့ယူပြီးတော့မှဒီချေတို့နှစ်တက်ရပုံသဏ္ဍာန်အမျိုးမျိုးပြုလုပ်ပါဆိုတော့ဒီချေတို့ကနှစ်တက်ရပုံသဏ္ဍာန်အမျိုးမျိုးပြုလုပ်မယ်ရရှိတဲ့စက်ကူအယုတ်ကလေးတွေဟာတဲ့မူလစက်ကူရဲ့ ဖွဲ့စည်းပုံနဲ့ဂုံတတိပြောင်းလဲခြင်းရှိမရှိပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းရှိမရှိမူလအခြေအနေတို့ပြန်လည်ပြောင်းနိုင်ခြင်းပေါ့နော်ရှိမရှိကိုဆွေးနွေးပါဆိုပြီးတော့ပြောထားတယ်ကဲဒါဆိုရင်တအားသမီးတို့ကလည်းအိမ်မှာရှိရဲ့စက်ကူလေးတွေကိုဘေးနားမှာချပြီးတော့တကယ်တူတူလုပ်ကြည့်အောင်ကဲဟုတ်ပြီနော်ဒါဆိုရင်ဒီကျေလို့စမယ် ော့ဒီချေကအခုရှိတဲ့စက်ကူလေးကိုပုံစံမျိုးမျိုးဆိုတော့ဒီချေကနောက်ထပ်နော်ဒီချေကြိုက်တဲ့နှစ်သက်ရဒီချေပြုတ်လို့ပါမယ်တောက်သမီးကိုလည်းတောက်သမီးတို့ကြိုက်နှစ်သက်ရပြုတ်လို့ရတယ်ခဲ့တော့ဒီချေကခောက်လိုက်မယ်နော်နောက်ပြီးဒီချေကခောက်ပြီးကဲဟုတ်ပြီခောက်လိုက်ပြီဟုတ်ပြီနော်အဲ့တော့သူ့ရဲ့စက်ကူလေးရဲ့မူလစက်ကူရဲ့ဖွဲ့စည်းပုံနဲ့အဲ့တော့ဒီချေကြည့်မယ်ခောက်ပြီးတော့ပြန်ပြန်ဖြန့်လိုက်ပြီနော်အဲ့တော့သူ့ရဲ့မူလဖွဲ့စည်းပုံနဲ့ဂုံသတိပြောင်းလဲခြင်းရှိလားမရှိဘူးလား ဟုတ်တယ်မရှိဘူးအဲ့တော့စက်ကူလေးကလည်းဒီတိုင်းလေးပဲဟုတ်တယ်နော် စက်ကူလေးကဒီတိုင်းလေးပဲအဲ့တော့ तू ਆ ပစ္စည်းအစ်စ်ပြန်ဖြစ်လာတချို့တော့ခောက်လိုက်ပေမဲ့ तू ਆ ပစ္စည်းအစ်စ်ဖြစ်လာမဖြစ်ဘူးအဲ့တော့ तू ਆ ပစ္စည်းဖြစ်ပေါ်ခြင်းမရှိဘူးအဲ့တော့ခုလိုမျိုးမူလအခြေအနေကိုပြန်ရောက်လာမရောက်ဘူးလားဟုတ်တယ်စက်ကူလေးကဟုတ်ပြီနော်မူလအခြေအနေကိုပြန်ရောက်တယ်အဲ့ဒါကြောင့်မလို့ तू ਆ မူလအခြေအနေတို့ပြန်ပြောင်းလဲနိုင်ခြင်းရှိတယ်ပြန်ပြောင်းနိုင်ခြင်းရှိပါတယ် ကဲဟုတ်ပြီဒီ channel တူတူတာဝန်သမီးတို့ကစက်ကူလေးတွေကိုပေါ့နော်ပုံသဏ္ဍာန်မျိုးမျိုးနဲ့လက်တွေ့ပြုလုပ်ပြီးပြီဆိုတော့တာဝန်သမီးတို့ကဒီ channel အခုလောက်တလိုမျိုးလေးပဲပေါ့နော်အိမ်မှာကိုယ်တိုင်ပြန်ပြီးတော့ပေါ့နော်လက်တွေ့လေးပြုလုပ်ပြီးတော့မှသင်ခန်းစာလေးတွေကိုပုံမနာလဲအောင်လေ့ကျင့်လို့ရတယ်နော်ကဲဒါဆိုရင်ဒီ channel တူတူနောက်လုပ်ငန်းလေးတွေမှာပြန်တွေ့မယ်နော်ကဲဒါဆိုရင်ဒီချက်တို့အဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကချက်များ ရုပ်ပြောင်းလဲခြင်းရဲ့ဝိသေသလက္ခဏာများကနံပါတ်1အရာဝတ္ထုတွင်ပါဝင်ဖွဲ့စည်းထားသောဓာတုဖွဲ့စည်းပုံနှင့်ဂုံတ္တိပြောင်းလဲခြင်းမရှိပါ2ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းမရှိပါ3ယာယီပြောင်းလဲခြင်း ဖြစ်ပြီးတော့မှမူလအခြေသို့ ပြန်လဲရရှိနိုင်ပါတယ်အဲ့တော့ရုပ်ပြောင်းလဲခြင်းမှာဆိုရင်ရေဘူးရအဖြစ်မူလအရာဝတ္ထုဤအရွယ်အစားပုံသဏ္ဍာန်အယောင်နှင့် ဒရက်အခြေပြောင်းလဲခြင်းတို့ဖြစ်နိုင်ပါတယ်။ဒါဆိုရင်ဒီချိန်ကရုပ်ပြောင်းလဲခြင်းအကြောင်းလေးကိုသားတို့သမီးတို့ကိုရှင်းပြပေးပေးပြီဆိုတော့ဒီချိန်နဲ့တူတူဓာတ်ပြောင်းလဲခြင်းလေးကိုဆက်ပြီးတော့ကြည့်အောင်နော်။အဲ့တော့ဓာတ်ပြောင်းလဲခြင်းအဲ့တော့ရုပ်ပြောင်းလဲခြင်းဖြစ်စဉ်နှမျိုးစီကိုအုပ်စုလိုက်ပြန်လဲဆွေးနွေးပါအဘယ်ကြောင့်ရုပ်ပြောင်းလဲခြင်းဟုသတ်မှတ်နိုင်သနည်းပြီးရင် ထမင်းဟင်စသည်တို့ချက်ပြုတ်ခြင်းသည်ရုပ်ပြောင်းလဲခြင်းဖြစ်မဖြစ်စမ်းစစ်ပါဆိုတော့တားတို့သမီးတို့စဉ်းစားပြပါအောင်ဟုတ်ပြီနော်ခုနေရတော့ကရုပ်ပြောင်းလဲခြင်းရဲ့ဖြစ်စဉ်လေးတွေကခုနကဒီချင်းနဲ့တူတူတားတို့သမီးတို့နဲ့ပြောပြပြီဆိုတော့တားတို့သမီးတို့နားလည်မယ်ထင်တယ်ကဲဒီတစ်ခါထမင်းဟင်နေချက်မယ်အော်ထမင်းဟင်နေချက်တဲ့ဟာကဘယ်ဟာဖြစ်မလဲဟုတ်တယ်အဲ့တော့ထမင်းဟင်စသည်တို့ချက်ပြုတ်ခြင်းဟာဆိုရင်ဓာတ်ပြောင်းလဲခြင်းပဲဖြစ်တယ်အဲ့တော့မူလစံဟင်းသီးရွက်အသားငါး เนาะအဲ့ရနေမှာတချို့ထမင်းတို့ဟင်းတို့အဖြစ်နဲ့ပြောင်းလဲခြင်းဖြစ်တဲ့အတွက်ကြောင့်ဓာတ်ပြောင်းလဲခြင်းပဲဖြစ်တယ်အဲ့တော့ဓာတ်ပြောင်းလဲခြင်းဆိုတာကတော့ drug ပစ္စည်းများဓာတ်တို့ဓာတ်ပြူခြင်းဖြစ်မူလပစ္စည်းဤဓာတ်တို့ဖွဲ့စည်းပုံပြောင်းလဲပြီးပစ္စည်းအသစ်ဖြစ်ပေါ်၍မူလအခြေသို့ပြန်မပြောင်းနိုင်သောပြောင်းလဲခြင်းဖြစ်ပါတယ်အဲ့တော့ဓာတ်ပြောင်းလဲခြင်းများဟာဆိုရင်ဓာတ်တို့ဓာတ်ပြူခြင်းများ ဖြစ်ကြောင်းနဲ့ယင်းဓာတုဓပြုခြင်းများကိုဓာတုညီများခြင်းဖြင့်ပေါ်ပြနိုင်ပါတယ်။ကဲဒါဆိုရင်ဒီချက်လုပ်ငန်းလေးကိုကြည့်ရအောင်။လုပ်ငန်းအဲ့တော့နေ့စဉ်အသက်ရှူခြင်းအစာခြေခြင်းတို့သည်မြည်သည့်ပြောင်းလဲခြင်းဖြစ်သည်။တင်သည်ငယ်ရာမှကြီးလာခြင်းသည် မြည်သည့်ပြောင်းလဲခြင်းဖြစ်သည်။အုတ်စုလိုက်နေ့စဉ်ဘဝတွင်တွေ့မြင်ရသောဓာတ်ပြောင်းလဲခြင်းဖြစ်စဉ်နှမျိုးကိုဇယားမှာဖြစ်စွပါပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းရှိမရှိနဲ့မူလအခြေသို့ပြန်လဲပေါ့နော်တကယ်ပြန်ပြောင်းနိုင်ခြင်းရှိမရှိကိုအတန်းသို့တင်ပြဆွေးနွေးပါတဲ့ တော့နော်တချို့လို့ဆွေးနွေးပြီးတော့တင်ပြပေးပါဆိုတော့ကဲတချို့လို့ကြည့်ရအောင်တော့မျိုးစဉ်းစားပေးပါဟုတ်တယ်အဖြေလေးတခြင်းအတူတူပြောကြည့်မယ်နော်အဲ့တော့နေစဉ်အသက်ရှူခြင်းအစာချေခြင်းတွေဟာဆိုလို့ရှိရင်တော့ဓာတ်ပြောင်းလဲခြင်းဖြစ်ပါတယ်အသက်ငယ်ရာမှကြီးလာခြင်းတွေလည်းတခြင်းတို့ဓာတ်ပြောင်းလဲခြင်းဖြစ်တယ်အဲ့တော့ဓာတ်ပြောင်းလဲခြင်းရဲ့ဝိသေသလက္ခဏာတွေကိုတခြင်းတို့တွေကနော်တာဝန်သမီးတို့လည်းကိုးကားပြီးတော့မှ ကဲအဲ့တော့ဓပြောင်းလေးချင်းဖြစ်စဉ်ကိုဒီချဲကဇရားလေးမှာဖြစ်ဆက်ပါဆိုတော့ဒီချဲဇရားလေးဆွဲပေးထားတယ်အဲ့တော့ဇရားလေးမှာဒီချဲတို့ဥပမာလေးတွေနဲ့အတူတူဖြစ်ဆက်ကြည့်အောင်ကဲအဲ့တော့ဒီချဲကဥပမာနေနဲ့ဒီချဲအုပ်စုပြီးအကြောင်းအရာပြီးရင်ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းရှိမရှိမူလအခြေအနေတို့ပြန်ပြောင်းနိုင်ခြင်းရှိမရှိဆိုပြီးတော့ဒီချဲဇရားလေးဆွဲပေးထားတယ်ကဲဒါဆိုရင်ကြည့်မယ်အုပ်စုတဲ့အနေနဲ့ဆိုရင်တော့အကြောင်းအရာတော့ထမင်းချက်မယ်နော်ထမင်းချက်ခြင်းတို့ထင်းမီးလောင်ခြင်းတို့ကဲအဲ့တော့ထမင်းချက်မယ်ဆိုရင်ပစ္စည်းအသစ်ဖြစ်ပေါ်ခြင်း ရှိတာပေါ့မူလချင်းတွေကပြန်ပြောင်းလိုက်ခြင်းရှိလားမရှိဘူးလားဟုတ်တယ်မရှိတော့ဘူးကဲထင်းမိလောင်ချင်းသူကရောဟုတ်တယ်ပစ္စည်းအစ်စ်ဖြစ်ပေါ်သွားပြီသူကတော့မူလချင်းတွေကိုပြန်ရောက်နိုင်မလားဟုတ်တယ်မူလချင်းကိုပြန်ပြီးတော့မှမပြောင်းနိုင်ဘူးကဲဟုတ်ပြီအုပ်စုနံပါတ်2ကတော့ငားကြော်ချင်းနဲ့ကြက်ဥပုတ်ချင်းကဲအဲ့တော့ငားကြော်မယ်အဲ့တော့ငားကြော်ချင်းကရောပစ္စည်းအစ်စ်ဖြစ်ပေါ်ခြင်းရှိမရှိဟုတ်တယ်သူကပစ္စည်းအစ်စ်ဖြစ်ပေါ်သွားပြီ အဲ့တော့မူလအခြေကို ပြန်ပြောင်းနိုင်လားမပြောင်းနိုင်တော့ဘူးအဲ့တော့မရှိဘူးပေါ့။ကဲနောက်တစ်ခုကြက်ဥပုတ်ချင်းကြက်ဥပုတ်ချင်းอ่ะဟောဟုတ်တယ်ကြက်ဥပုတ်ချင်းကလည်းပစ္စည်းအသစ်ဖြစ်ပေါ်ခြင်းသူဘာဖြစ်လဲရှိသွားပြီ။အဲ့တော့တချို့တို့မူလအခြေတွေကိုပြန်ပြောင်းနိုင်လားမပြောင်းနိုင်တော့ဘူးအဲ့တော့မရှိဘူးပေါ့။အဲ့တော့ဇရားကိုအခြေခံပြီးတော့မှတချို့တို့ကောက်ချက်ချရမယ်ဆိုလို့ရှိရင်တော့နော်ဓာတ်ပြောင်းလဲခြင်းဆိုစီမှာတဲ့ဓာတ်ပစ္စည်းများဓာတ်ပြုတ်ခြင်းအဖြစ်ပစ္စည်းအသစ်များဖြစ်ပြီးတော့မှမူလအခြေတို့ ပြန်မပြောင်းနိုင်နဲ့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချင်းတဲ့တို့အဓိကချက်ကလေးကိုသွားရအောင်အဲ့တော့ဓာတ်ပြောင်းလဲခြင်းဆိုဒီမှာเนาะဓာတ်ပစ္စည်းများဓာတ်ပြုတ်ခြင်းဖြင့်မူလပစ္စည်းဤဓာတုဖွဲ့စည်းပုံပြောင်းလဲပြီးတော့မှပစ္စည်းအစ်စ်ဖြစ်ပေါ်၍မူလအခြေသို့ပြန်မပြောင်းနိုင်တဲ့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်